အားလုံးပဲမင်္ဂလာပါစောကောင်းရေပြီးတော့ဂျိုဂျိုလိုက်ပါရပြအခုတင်ဆက်ပေးမှာကတော့ကျွန်တော်လာမယ့်စက်တင်ဘာလ28ရက်နေ့ဒီကျွန်တော်တူနာ sorry တူနာမို့တင်ပြအားသားရုံမှာရှင်ပြန်ထိုးတဲ့ကျန် Pride Glory Honor လို့ခေါ်ရမြန်မာယူကလဝိစိန်ခေါ်ပွဲအကြောင်းကိုကျွန်တော်ဒါကျွန်တော်ရဲ့ကိုစိုးညီတို့ကနေပြီးတော့အဲ့ဒီမှာပါတဲ့တွဲစားနေတဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့အတွေ့အကြုံအမြင်တွေကိုဒီတုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါရပြအခုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကျွန်တော်ဒီ local မှာတော့ဒါလဝိပွဲပြန်ပေါ်လာပြီပေါ့နော် ပွင့်လင်းရာကြီးကလည်းရောက်တော့မှအခြေအနေဖြစ်လာတယ်။ဒါကျွန်တော်တို့ဒါရန်ကုန်မြို့မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့နောက်တစ်ပွဲထပ်မြင်ရပါတော့နော်။ဒီမှာဆိုတော့တွဲဆိုင်ဆယ်ဆိုင်ပါတယ်။အမျိုးသမီးတွဲဆိုင်တစ်ဆိုင်နဲ့အမျိုးသားတွဲဆိုင်၉ဆိုင်။အမျိုးသားတွဲဆိုင်၉ဆိုင်မှာကျွန်တော်တို့ခေါင်ပွဲအနေနဲ့ကတော့ဒါကျွန်တော်တို့ရာမန်နဲ့အောင်ခံကိုတည်ထားတယ်။စကန်ခေါင်မှာတော့ထုံးမင်းနိုင်နဲ့ဆော့ထူအောင်ပါနော်။ဒီအခြားတွဲဆိုင်နေနေဆိုဆော့ဘာဟိန်တို့ဒီဆော့မင်းနိုင်တို့ ရဲလင်းဦးလို့စီတိုးလို့ပါလာတယ်။ slide tag ကြီးရှင်တွဲဆိုင်လည်းပါလာတာကိုတွေ့ရတယ်။အဲ့တော့ပထမဦးစွာပြောချင်တာကတော့ကျွန်တော်တို့ဗျူရင်းမှာလဝိတ်ပွဲတွေပြန်ဖြစ်ပေါ်လာတဲ့အတွက်ကစားသမားတွေအတွက်ဒါအခွင့်အလမ်းပေါ့နော်။တစ်ဖက်မှာဆိုလို့ရှင်လည်းကျွန်တော် BKFC လို့ promotion နဲ့ကျွန်တော်တွဲဖက်ပြီးလှုပ်ဆောင်တဲ့ဟာတွေလည်းကျွန်တော်မြင်နေရဖြစ်တဲ့အတွက်ယူကလဝိတ်အတွက်တော့ဒါအသက်ရှုချောင်လာတဲ့အခြေအနေလို့တော့ဒါသုံးသပ်လို့ရချင်တယ်။အဲ့တော့တွဲဆိုင်နေအကြောင်းကိုပြောဖို့အတွက်ဆိုလို့ရှင်ပထမဦးဆုံးကျွန်တော်ရွေးထားတာတော့ slide tag ကြီးချင်တဲ့ရှမ်းတောက်ပေါ့နော်။ ဒီ slide ထောက်ခွင့်ရှင်းရဆိုရင်လည်းကျွန်တော်တို့ပရိသတ်ရှေ့ကိုပြန်ပေါ်လာတာမကြသေးတဲ့အခြေအနေဖြစ်တယ်။ဟိုပွဲတွဲကြီးလည်းပြန်ပေါ်လာပြီ။ပြီးပရိသတ်လည်းမရင်မစိမ့်တဲ့ fighter ဖြစ်တယ်ပေါ့နော်။အကိုအနေနဲ့လည်းအဲ့တွဲဆိုင်နဲ့ပတ်သက်ပြီးပြောချင်ရှိမယ်လို့ကျွန်တော်ယုံကြည်ထားတယ်။အဲ့တော့အကိုတိထားတာလေပြင်ဒီတွဲဆိုင်မှာအကိုရဲ့အမြင်ပေါ့ပရိသတ်ကိုပြောပြပြီးပါဦး။ဒီ slide ထောက်ခွင့်ရှင်းကနောက်ဆုံးထုတ်ရတာပြီးခဲ့တဲ့ရှစ်လပိုင်းလုံးကဟုတ်ကဲ့ဒီကမ္ဘာလောကီ championship တိုင်ပွဲကိုလူတင်ယူရုံမှာလောက်ပါတယ်။ချုပ်ကပ်ချန်ပီယံတင်ဆိုးနဲ့တင်ဆိုး တကယ်ကိုအချိန်တိုတိုတွင်မှပဲသူလေတို့နဲ့အနိုင်ရပါတယ်ပြည်သက်တွေလည်းတတိထားမိလိုက်မယ်လို့ထင်တယ်တကယ်လည်းကောင်းခဲ့ပါတယ် slide language share ဒီ slide language နဲ့တွေ့မယ်အခုရှမ်းတောက်ကကိုမှတ်မိတာရှမ်းတောက်ကလည်းတိုက်တိုက်ဆိုင်ဆိုင်ဟုတ်တယ်တင်းစုကိုပဲလေတို့နိုင်ယူလာတာอืม2000လောက်ပါထင်တယ်ဟုတ်အဲ့တော့တင်းစုနိုင်ထားတဲ့ကစားသမားနှစ်ယောက်ဒီဘွဲမှာပြန်တွေ့ပြီကစားပေါက်ချင်းတော့မတူဘူး slide language ရှေ့ကဒီနီစနစ်ပိုင်းပူအားပြုတ်တယ် ခြေလက်ဒူတတောင်စုံနေရှန်တောက်ကကြတော့ဒီပါဝါပိုင်းပိုကောင်းတယ်လို့ကိုစိတ်ထဲမှာခင့်နေဟုတ်ကဲ့ဒီတဲ့ထိုးကျင်နေပါဝါကိုနည်းနည်းပို့ပြီးတော့အာပြုကျင်နေသူတို့နှစ်ယောက်တကယ်ကိုပွဲကောင်းလို့ပွဲဖြစ်လာမှာလို့သိကြတယ်ဘူးနိုင်မယ်ဆိုတာတော့မှခမန်းခတ်တဲ့အနေထားလို့မြင်မိတယ်တူညီရဲ့အပြိုင်ဘက်ကိုပဲတူညီရဲ့ရလတ်မျိုးယူထားတာပေါ့နော်အမ်ဒီဒါတော့ဖြတ်မေးကျင်တာပေါ့နော်လက်ရှိတွဲဆိုင်ဆယ်ဆိုင်ပေါ့နော်အဲတွဲဆိုင်ဆယ်ဆိုင်နေကိုဒီတွဲထားတဲ့အတွဲဖက်တွေပေါ့အခုဘယ်လိုမြင်လဲကို တွဲဆိုင်နေရဟိုပွင့်လင်းပြောရင်ခေါင်းပွဲလိုတိတ်မကြရဘူးဟုတ်ကဲ့အောင်ခိုင်ရာမန်တွေ့ခဲ့တဲ့အချိန်လေးလည်းအများကြီးဖြစ်နေပြီအရှုံးနိုင်တော့မပေါ်သေးဘူးနောက်ပြီးတော့တလောက်လည်းချော်ပြမှုပြုဒါပေမဲ့ဒူးကောင်ပွဲလိုကြံတဲ့ပွဲတွေပွဲစဉ်တော်တော်များများအောင်ကြိုက်တယ်ကြိုက်တယ်ဆိုတာတကယ်ဟိုဗတ်ညီတဲ့အရေချင်းညီတဲ့လက်ရင်ညီတဲ့ကစားသမားတွေတွဲပေးထားတာမျိုးတွေတွေ့ရတယ်အဲ့လိုဗတ်ညီလုံးလုံးကိုစိတ်ထဲမှာဘယ်လိုတော့ခံစားရလဲဆိုတော့အရှုံးနိုင်နေတော့ပေါ်ပါမလားလို့ထင်ပြီးလေဟုတ်ကဲ့ဒီ channel ပွဲတွေတိုင်းနေ ਉ ဟိုပွဲတွေကတော့တကယ်ကြီးလို့ကောင်းမဲ့ပွဲတွေပဲစီတိုးနဲ့ရဲလင်းဦးပွဲတို့နောက်ထွန်းမင်းနိုင်နဲ့ဒီဆော့ထူအောင်ဆော့ထူအောင်ပွဲတို့အဲ့လိုပွဲမျိုးတွေတကယ်ကိုကြီးကောင်းမဲ့ပွဲတွေအရှုံးနိုင်နေတောင် ပေါ်ကြပါမလားလို့တောင်ထင်မိတယ် ဟုတ်ကဲ့ကိုအဲဒါဟုတ်ပြီအကိုပြောတာမှန်ပါတယ်ဒီရာမန်နဲ့အောင်ခိုင်ပါတော့ဒါပေမဲ့ပမာတမ်းမှာလည်းဘာသွတ်တင်ဝင်လိုက်ဆိုလဲအခုနာပါပြီဒီကျော်တော်ဝင်ဆိုလဲကျွန်တော်တို့ဒါဖက်တက်ဆောက်သွားပြီဆိုတော့ပထမလဝိကျော်ရဲမှာလည်းပြန်တဲစရာတွဲအတွဲဖက်ကလည်းရှားတဲ့အခြေအနေဖြစ်သွားတယ်အဲ့တော့ဒီတွဲဆိုင်ကတော့ကြည်ပီးသားဖြစ်ပေမဲ့လည်းပရိသတ်တွေနဲ့ပရိသတ်တွေစိတ်ဝင်စားမှုရဖို့ကလည်းဒီလူတွေပဲရှိရမယ်လို့တော့ဒါကျွန်တော်တို့မြင်တာပါတော့ဟုတ်ကဲ့ကိုအဲ့တော့ဒီစောပဟိန်နဲ့စောမင်းနိုင်ကိုစောပဟိန်ဆိုတာကလည်းကျွန်တော်တို့ဒါတော်တော်များများရင်းနှီးရဲ့ဖိုက်တာပဲပေါ့နော်အခုဆိုရင်ဒါရန်ကုန်မှာရောက်လာပြီပေါ့ ိုက်တွဲစားရောဘယ်လိုလဲဒီသူတို့နှစ်ယောက်လုံးကလည်းဒီရန်ကုန်ပြည်သက်နဲ့ပြည်သက်အားလုံးသိပြီးသားကသာသမားတွေပဲခုနကကိုပြောလို့ပြောသလိုပါဒီပွဲနဲ့ပတ်သက်လို့တိတ်တော့ထူးခြားတော့ပြောကြရမရှိဘူးကြည်ကောင်းမယ်လူနိုင်အနိုင်ရှုံးတော့ပေါ်ဖို့ခတ်မဲ့ပွဲစဉ်တွေပွဲလို့ပဲထင်တယ်ဟုတ်ကဲ့နောက်တက်ဒီဇိုင်းပေါ့နော်ရဲလေးဦးနဲ့စီတိုးအကိုစီတိုးဆိုရင်ကိုလူနောက်ဆုံးကြီးခဲ့ရတာဟိုမှာလိုင်းထောင်ပွဲထင်တယ်လိုင်းထောင်ပွဲလောက်တော့ကောအဲ့ပွဲမှာဆိုစီတိုးကကိုနိုင်နဲ့တဲ့လားတဲ့ဟုတ်ကဲ့လိုင်းထောင်ဒီဟိုဟာဆိုရင်ကိုနိုင်ကတော့ပို့ပြီးတော့ favorite ဖြစ်သေးတယ်ဒါပေမဲ့ ซีโดရဲ့ဒီချုပ်တူးတွေတထောင်ရဲချက်တွေနဲ့ซีโดကကိုနိုင်ကိုအလဲတွန်းနိုင်ပါတယ်တော်တော်လေးကောင်းပါတယ်ဒီဘက်ကရေလင်းရေလင်းကတော့လေကိုတို့ဒီရန်ကုန်မှာထိုးတဲ့ပွဲတွေဆိုလည်းအများကြီးပဲ INS တို့ဘာလို့လဲတောက်လျှောက်ထိုးနေတယ်ဒီမွေထိုင်းလည်းထိုးတတ်တယ်အဲ့တော့သူတို့နှစ်ယောက်ကိုတည့်ပေးလိုက်တာတော့တကယ်ကိုချိန်ကောင်းလို့ပဲခံစားရတယ်ဒီအရှုံးနိုင်လာပြောဖို့နည်းနည်းလေးခတ်တာပွဲကတော့တကယ်ကောင်းလာမယ်ပွဲတစ်ပွဲဖြစ်လာမှာပဲ ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒူးခေါင်ပွဲနဲ့ခေါင်ပွဲကိုကျွန်တော်သွားကြတယ်အမှထွန်းမင်းနိုင်တဲ့ဆော့ထူအောင်ပေါ့နော်ဆော့ထူအောင်ဆိုလို့ရှိရင်လည်းကျွန်တော်ဒါပြီးပါမှာတော်တော်များများထိုးတယ်ထိုးပြီးပြီးခဲ့တဲ့ပွင့်လင်းရသည့်လောက်ကမှကျွန်တော်ပြင်းရင်းကိုပြန်ဝင်လာတာဒီဆော့မင်းထွန်းမင်းနိုင်ဆိုလို့ရှိရင်လည်းဒါပြောရမယ်ဆိုရင် ဒီပြပမှာတော့တိတ်ပြီးတော့လက်ကြီးမကောင်းဘူးเนาะသူကြိုးသားပဲမဲ့အရင်လုံးကတော့နိုင်ခဲ့တယ်ရှုံးတော့လေရှုံးဝဲတွေဆက်သွားပြီးရွက်လဝိပတ်ပြန်လာတယ်လက်ရှိမှာသူနိုင်ပွဲလည်းပြန်ရနေတယ်အခုဆိုလို့ရှိရင်ပွဲဒုကောင်ပွဲအနေနဲ့ပါလာပြီဒီတွဲတွဲဆိုင်တွဲဖက်ပေါ်အကွဲအမြင်ဘယ်လိုရှိလဲဒီတယောက်ချင်းစီနည်းနည်းခွဲပြောမယ်ဆိုရင်ထွန်းမင်းနိုင်ကဟုတ်ကဲ့ရန်ကုန်မှာဆိုရင်ဒီရာနဲ့ဆိုရင်သုံးပွဲသက်တိုက်ပွဲရတာဟုတ်ကဲ့ပထမဆုံးမေလာမှာ MSC ရလုပ်တဲ့ပွဲမှာသူ Time Fighter နဲ့တွေ့တယ် Time Fighter ကိုလဲထိုးတယ်ပြီးကတော့ August လထဲမှာဆိုရင်ဒီ W NWSC ဘွဲမှာဒီ Cambodia fighter နဲ့တွေ့တယ်ထပ်ပြီးတော့လဲလို့နိုင်တယ်ဒီနိုင်ငံသားနှစ်ယောက်ကိုသူတောက်လျှောက်အနိုင်ထိုးထားတာဟိုဒီဘက်ကပြန်ကြည့်တော့ဆော်ထူအောင်ဆော်ထူအောင်နောက်ဆုံးကူတို့ဒီထုတ်ပေါ်ကိုပွဲမှာဆော်မင်းမင်းနဲ့တွေ့တယ်တရေကြရတယ်ဒါပေမဲ့တော်တော်ရုန်းကန်လာရတယ်နေ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 လဲနေလဲသူဆော်မင်းမင်းကိုအနိုင်တရေပုံစံမျိုးဖြစ်သွားတယ် ဒီဆော့ထူအောင်ရဲ့ဒီ background ပြန်ကြည့်တဲ့ခါကျတော့ဆော့ထူအောင်ကဒီ time မှာဆိုလဲသူအကြိုင်နေခဲ့ဘူးလေကိုလိုတီးတဲ့လောက်ဆိုတနှစ်ခွဲနှစ်နှစ်လောက်ကြာပဲဒီ pattern 5လို့ဘာလို့မှာဆိုလဲကပတ်ရဘူးလေ time မှာနေသူကပတ်နှစ်ခွလောက်သူရဘူးလေဒီပြည်တွင်းမှာဆိုရင်လဲသူထိုးထားအဲမွီလို့ဘာလို့အများကြီးပဲလူတော်တော်ဆုံးနေပြီဆော့ထူအောင်အနေထားဘယ်လိုမျိုးပြောရမလဲဆိုတော့ဒီမာကုံတော်တော်အားပြုလေသူ့အလဲထိုးဖို့တော့တော်တော်ခက်တဲ့ကစားသမားတွေမှာပါတယ်နောက်ပြီးတော့တံတောင်ချိုးတာတွေဒီဒူးတိုက်တာတွေကမထင်မထင်လို့အရန်ကောင်းတယ် ဒီဘက်ကထွန်းမဲနိုင်ကဒီနီစနစ်ကိုအားပြုတယ်ထိုးလုံးတပ်ပေါက်လှတယ်ဒီဘက်ကဆော့ထုအောင်မာကုံအားပြုတယ်မထင်နေနိုင်နဲ့ထိုးလုံးတက်ကွက်တွေဆော့ထုအောင်စီကမကြခနာထွက်ထွက်တတ်တယ်တထောင်လေးပေါ့နော်အဲ့တော့ဒီပွဲကကြီကောင်းမှာဟာတို့တေးကြတယ်ကြီကောင်းမှာတေးကြတယ်မထင်လို့ရှင်လို့ရှင်ဒီထွန်းမဲနိုင်ကတော့ favorite ဖြစ်မယ်ဒီပွဲမှာသို့တော့အများကြီးတတိထားပြီးတော့ရှင်ပြန်ရမယ်ပွဲစဉ်လို့မြင်မိတယ် ဟုတ်ကဲ့ညာစလုံးကတော့ဒါပညာလဲစုံတယ်ဆော်ထူအောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုးအရင် WRC kit တွေက local ကပတ်ရဘူးလေနော် live down မှာအဲဒီ tournament နိုင်ဆိုလို့ရှိရင်လည်းဒါကြောပြပမှာဆိုလည်း तू အစမ်းသက်ခံမှုရယ်ကံမကောင်းအကြောင်းမလားလို့ပွဲရလည်းမကောင်းဆိုပေမဲ့ listening ပိုင်းနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးအားကောင်းတဲ့ကစားသမားဖြစ်လဲမြင်ကြတယ်ပြိတ္တအားပေးမှုလည်းခိုင်ခိုင်မာမာရှိတယ်အဲ့တော့ဒီနှစ်ယောက်ကလို့ရေကွန်ရေကန်းရုံးကန်ရမယ်ဟိအဲ့လိုအခြေအနေမျိုးရောက်လာမယ်ဆိုရင်ဘသူကပို့ပြီးအားတာချက် ရှိရလို့မြင်လဲဒီကတော့ ငါးကြီးပြေးလို့ရှိရင်ကိုရိုးရိုးရလက်ဝေးမှာတော့ဒီနှစ်ယောက်ကဘယ်သူအားသာချက်ရှိမလဲဆိုတည်ဖြစ်ဖို့ပဲကြာခိုင်လုံးများရတယ်ဒါမှကြာကြရရှင်ထုံးမနိုင်ကြာကောင်းကြာပါနိုင်တယ်မကောင်းရဟုတ်ကဲ့အဲ့တော့ကျွန်တော်ခေါင်းပွဲဆိုင်ကိုတွားလိုက်ရအောင်ပေါ့နော်ရာမန်နဲ့အောင်ခိုင်ပေါ့အောင်ခိုင်ကတော့ဒီဘက်နှစ်တည်ထဲမှာအတိုးတက်မှုအရှိဆုံးဖိုက်တာဖြစ်ဒါကျွန်တော်တို့တက်ဆိုင်ရနယ်ပယ်ကကျွမ်းကျင်သူတွေရော ပြည်သက်တွေရောအဲပြီးလို့ရှိရင်ကျွန်တော်လက်ဝဲအတိုင်းဝဲမှာရှိရဲ့အာဒီနီးပြအဖွဲ့ဝင်အားလုံးကောလက်ခံထားကြတဲ့ fighter raman ကတော့ဟိုးရင်တော့ဆိုတော့ဒါ racing star ပေါ့ဒီမှာပြီး champion ဆုဟိုပါစိန်ခေါ်နိုင်တဲ့အထိ div ကိုထိုးမယ်ဆိုတာမျိုးအထိ tournament နဲ့ထိုးခဲ့တယ်ဆိုတာမျိုးအထိတော်တော်လေးတောက်ပါခဲ့နောက်ပိုင်းနှစ်တွေမှာတော့နည်းနည်းပြောက်ွယ်သွားပြီးမှကျွန်တော်တို့ဒါပြန်ပေါ်လာတယ်ပေါ့နော်ပြီးခဲ့တဲ့ပုံလင်းရသည်မှာအဲ့တော့တို့နှစ်ယောက်ရဲ့တွဲဆုံမှုမှာတော့အရန်မောင်းကွာကောင်းကွာမယ်ဒါပေမဲ့ပညာပိုင်းနဲ့ ဒီကျွန်တော်တို့ဒီပွဲအတွင်းပေါ့နော်ပွဲအတွင်းဒီပြိုင်ဘက်ကိုဆိုးမှုပြီးတော့ဒီဒီကစားတဲ့အပိုင်းပရိသတ်ကိုဖျော်ဖြေမှုအပိုင်းမှာတော့အကူလုံးကနှစ်ဖက်နှစ်ယောက်စလုံးကအားကောင်းတဲ့အခြေအနေတွေမှာရှိတယ်။အဲတို့နှစ်ယောက်တွဲဆုံမှုအပိုင်းနဲ့ပတ်သက်လို့ရှိရင်အကူပထမဆုံးစပြောချင်တာကဘာဖြစ်မလဲကိုဒီပထမဆုံးစပြောချင်တာတော့ရာမန်အကြောင်းကိုပြောချင်တယ်ဒီလေမေးွားတဲ့မေခွန်းထဲမှာလည်းပါတယ်ရာမန်မနစ်ကဆိုရင်ရှေ့ပိုင်းနေမှာသူတော်တော်ပျောက်သွားတယ်ဟုတ်တယ်ဒါပေမဲ့ဒီနှစ်ကုန်ပိုင်းမှာ သူပြန်ပေါ်လာတယ်ဟုတ်ကဲ့ပွဲတွေဇက်လိုက်ရတယ် ကိုတတိထားမိတာပြီးခဲ့တဲ့နှစ်မတ်လကနေစပြီးတော့အခုလာမဲ့ပွဲစဉ်ဂျားထဲမှာရာမန်6ဝဲတတိထိုးတာလေဟုတ်ကဲ့ဗျ6ဝဲထိုးထားတာမှာထိုင်းနဲ့2ပွဲပါတယ်နေထူးထူးနဲ့2ပွဲပါတယ်အောင်ခိုင်နဲ့2ပွဲပါတယ်ဒီ6ဝဲမှာသူ3ပွဲနိုင်ထားတယ်နေထူးထူးကို2ပွဲနိုင်2ပွဲသေးရင်ထိုင်းနှစ်ယောက်ကိုသူနိုင်တယ်အောင်ခိုင်နဲ့2ပွဲလုံးကိုသေကြထားတယ်အောင်ခိုင်နဲ့ရာမန်ဒီနောက်ဆုံးထိုးရတာဆိုရင်တော်တော်လေးကိုရက်စိတ်တယ်ပထမပွဲကဒေးလာပိုင်းမှာ လေးလပိုင်းမှာကျွချောင်းရွာမှာထိုးတာဟုတ်တယ်ပြီးတော့ငါးလပိုင်းမှာမြန်ကြီးငူမှာထထိုးတယ်မြန်ကြီးငူမှာထိုးတဲ့ပွဲလဲတည်ရကြတယ်အောင်ခိုင်သည် sorry ရာမန်သည်ကိုရူပြိသက်ရန်ကုန်ပြိသက်ကဲမြင်ကွင်းရှိမှာတော့ MFC တပွဲပဲမြင်ရပေမဲ့သူသည်ဒီတုံးလပိုင်းကနေဒီဘက်ပိုင်းမှာဆို6ပွဲ9ပွဲလောက်အထိတောက်လျှောက်2025ထဲမှာထိုးထားတယ်ပွဲဝင်းနေတဲ့အနေအထားမျိုးမရှိဘူးပွဲဆက်မိနေတယ်ထရိနင်းကောင်းကောင်းရနေတယ်ဆိုတဲ့အနေအထားမျိုးဘူး ဟိုပြောကျင်တယ်ဒီပွဲစဉ်နဲ့ပတ်သက်လို့ဟိုရာမန်ဘက်ကပေါ့နော်တစ်ဖက်ကပြန်ကြည့်လို့ရှိရင်လည်းအောင်ခိုင်အောင်ခိုင်ကရာမန်နဲ့နှစ်ပွဲထိုးတယ်ဟုတ်ကဲ့အဲ့ဒါပြင်ထိုင်းနဲ့ထိုင်းနဲ့ထိုးတယ်သူတစ်ဝင်နိုင်ဟူအစီထိုးတယ်ဒီဟာတွေသွားကြည့်တဲ့အခါမှာဘာသွားတွေ့လဲဆိုအောင်ခိုင်ကညီလေးပြောသွားသလိုပဲဂရု2025နှစ်ဆန်းပိုင်းလောက်မှာဆိုသူ့ကိုအားလုံးမျှော်လင့်ကြတယ်ဒုတက်ဆုံးတယောက်အနေနဲ့ထင်ကြေးပေးခံရတယ်ကိုကိုတိုင်းလည်းအလိုထင်ခဲ့တယ်ဂရုဒီညီလေးတို့ကိုနန်နဝင်တို့ ီလိုမျိုးပြောဆိုခဲ့တယ်သူတစ်ဝင်လိုက်ကိုသူထိုးပြီးွားတဲ့အချိန်မှာပေါ့နော်ဟုတ်ကဲ့အစီသေးဒါပေမဲ့အဲ့ဒီအထင်နဲ့အားလုံးဒီဒရာမာနဲ့တွေ့တဲ့အချိန်မှာကိုယ်စိတ်ထဲမှာတဝက်လောက်ပြန်ရောပါတယ်အဲ့ဒါလေးတော့ပြောခြင်းတယ်ဟုတ်ကဲ့ဒရာမာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အမြင်တွေကတော့အများကြီးရှိတယ်ကျွန်တော်ခုနပြောလို့ဒရာမာနိုင်တဲ့ခါလဲနိုင်သလိုမျိုးဒီအာတာချက်တွေကိုထုတ်ပြောကြသလိုရှုံးတဲ့ခါလဲရှုံးသလိုမျိုးအားနေချက်တွေကိုထုတ်ပြောကြခဲ့တာရှိတယ်ဒရာမာကဒီပေါ့နော်လက်ရှိမြန်မာရွေးလော်ဝေးပြည်သက် ဒီနေ့ပတ်သက်လို့ရှိရင်ထိတွေ့မှုကတော်တော်များခဲ့တဲ့အခြေအနေမှာရှိရပြီးခဲ့တဲ့2019 session လောက်တည်းရာမန်ဆိုတာဖြစ်နေခဲ့ပြီပေါ့နော်ဘယ်သူအသက်အရွယ်သူရဲ့အဆက်အပေါက်အဲပေါ့နော်ပေသူနေခဲ့တဲ့ club ပေါ့နော်စားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးရာမန်ကိုအများကြီးအများကြီးမျှော်လင့်ခဲ့ကြတဲ့ပရိသတ်တွေရှိတယ်အများကြီးအများကြီးဖြစ်ခဲ့ရာမန်ရဲ့ဒီ fight style နဲ့ပတ်သက်ပြီးတော့ fight engine နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မေကွန်ထုတ်ခဲ့တဲ့အပိုင်းတွေရှိဥမာဆိုလင်းကိုနိုင်ယူသွားမှာရံဝင်ရောက်မှပြေရှုံးခဲ့တာမျိုးအဲသူမတားဘူးထင်တဲ့အခါပြောလို့ရှိရင်ဒါဟိုဘယ်လိုပြောရှုံးရှုံးသွားတတ်တဲ့အခြေအနေမျိုးအဲ့လိုမျိုးအခြေအနေ နဲ့ပတ်သက်လို့ရှင်အများကြီးကျွန်တော်သဘောထားကွဲလွဲတာတွေအဲပြီးလို့ရှင်ကျွန်တော်ဒီဘယ်လိုပြောရမလဲအ ဟိုပြိတိတ်အမြင်လေးပေါ့နော်အများကြီးအများကြီးဒါကျွန်တော်မြင်ခဲ့ရမျိုးရှိတယ်အဲ့တော့ရာမန်ကတော့ဒီဒီထဒီခုနကျွန်တော်ပြောလို့ဒီအောင်ခိုင်းနဲ့တွေ့ကြည့်မှာအောင်ခိုင်းကဂျာနာမှာတိုးတိုးဝင်လာလို့ဖိုင်တာနဲ့လည်းဒါထိုးခဲ့ဦးတယ်ပြီးအိုက်ချိန်မှာလည်းကျွန်တော်တို့အောင်ခိုင်းကိုအတိုးထက်ဆုံးဖိုင်တာအဖြစ်အားလုံးကတင်ကျင်းနေညွတ်တယ်တိုးတိုးဝင်လာမကောင်းလို့ပြောခဲ့ရပါတော့နော်အောင်ထိုင်ရတကယ်တိုးတက်တဲ့လက်ရည်ကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အခြေအနေတွေရှိတယ်အဲ့တော့အောင်ခိုင်းကတော့တိုးတိုးလိုဖိုင်တာမျိုးနဲ့တွေ့ခဲ့ပြီးဒီရာမန်ကတော့ဒီတိုးတိုးဝင်လာလို့ဖိုင်တာမျိုးနဲ့မတွေ့ခဲ့ပဲနဲ့သူပြန်တက်လာတယ်ပေါ့နော်အဲ့တော့ ဒီ ramasi မှာကျွန်တော်ဘာတွေအပြောင်းလဲမြင်လာရနိုင်တယ်ကိုမြင်တာတော့အများကြီးတော့အပြောင်းလဲတိတ်မရှိပါဘူး तू ကအစတည်းကထိုးပေါက်တော့စုံတယ်ဟုတ်ကဲ့ तू အားနေချက်ကလည်းအားလုံးတည်တဲ့အတိုင်းပဲ तू ကထိုးမခံနိုင်ဘူးဟုတ်ကဲ့အခုမာကုန်ရောတယ်ပေါ့နော်ဒါ तू အားနေချက်ဒီထိုးလုံးထိုးတပ်ပေါင်းနဲ့ပတ်သက်လို့ရှိရင်တော့ဘာမှတိတ်ပြီးတော့ ramen မှာအားနေချက်မရှိဘူးရံမောင်လည်းကောင်းတယ် reel လည်းကောင်းတယ်နောက်ဆရာကျော်စိုးလို့နဲ့ तू တော့ရောက်အများကြီးနေလာတာနေကျင်လာတာဒီထိုးပေါက်ပိုင်းကတော့ဘာမှဖြစ်ပါဘူး तू ရဲ့မာကုန်လေးနဲ့ तू ရဲ့စိတ်ပိုင်းဆိုင်ရာလေး အရင်ကတော့ဝေဖန်ခံရတာမျိုးတွေရှိခဲ့တယ်အခုစိတ်ပိုင်းဆိုင်ရာပြောင်းလဲနိုင်လားသူ့ရဲ့မာကုံကိုသူတင်ထားလားအဲ့ဒါတော့သူကိုယ်တိုင်ပဲသိမယ်ဟုတ်ကဲ့ အောက်ခံရအောင်ကိုဘာတွေအပြောင်းလဲဖြည့်လာဖို့ရှိလဲဆိုကြတော့အောက်ခံကျွန်တော်တိုးတက်လာတယ်တိုးတက်လာတယ်ပြောရာမန်နဲ့ရှင်ပြိုင်ခဲ့တဲ့အရင်တွေကဒါများလာပြီအခုဆိုနောက်တစ်ခေါက်ပြန်တည်တဲ့အခြေအနေဖြစ်လာပြီဒီချိန်မှာရောအောက်ခံကသူအရှိပွဲမှာဖြစ်ခဲ့တဲ့အာဏာချက်တွေကိုပြင်ဆင်ပြီးတော့ရာမန်ကိုအနာယူလောက်နိုင်လောက်တဲ့အခြေအနေမျိုးမြင်ရလာနိုင်မယ်လို့အကိုမြင်လာအဲ့လိုတော့မမြင်ဘူးအောက်ခံတိုးတက်လာတော့အမှန်လေဘယ်နေရာမှာတိုးတက်လာလဲဆိုတော့အောက်ခံပါဝါပိုင်းတွေပိုကောင်းလာတယ်စပီဒ်တွေပိုကောင်းလာတယ်အဝင်ထွက်တိုင်ပင်တွေပိုမှန်လာတယ် ဒါပေမဲ့ဒီရာမန်နဲ့ဒီ9လပိုင်းမှာတွေးခဲ့တယ်၄လပိုင်းမှာတွေးခဲ့တယ်ပွဲစဉ်တွေကြောင့် तू ဝင်နေတယ်လို့ဝင်လို့မရအောင်ဟုတ်ကဲ့ဒီနီးစနစ်ပိုင်းဆန်ရာ advantage तू ယူလို့မရအောင်ဖြစ်နေတယ်ရာမန်နဲ့တွေးတဲ့အချိန်မှာအဲ့ဒါလည်းဒီအရမောင်းကွာဟမှုကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်ကဲ့အဲ့တော့ဒီပွဲဒါဒီလိုရောက်တော့စုံမှုပြီခဏခဏစုံမှုနေပြီဒါအခုဆိုရန်ကုန်ပြည်သက်ရဲ့မျက်စိရှိကိုရောက်လာပြီပေါ့နော်ဒီလောက်လျှောက် live ဒါရိုက် live လွှင့်မဲ့အခြေအနေလေကျွန်တော်တို့မြင်ရပြီဆိုတော့ဒီနှစ်ယောက်ရဲ့ထိုးပေါက်ကဘာတွေဖြစ်လာမလဲပြီးအခုဒီပွဲမှာရောဘလို့ ဖြစ်လာမထင်လဲဒီပွဲမှာကိုစိတ်ထဲမှာပေါ့နော်ဒါကိုတူးတဲ့ခံစားခံယူချက်ထင်တာပေါ့နော်ကိုအထင်အရတော့ဒီပွဲမှာရမန်နိုင်တယ်ဟုတ်ကဲ့နိုင်အောင်လည်းထိုးခဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးတွေ့ခဲ့တဲ့ပွဲစဉ်တော်တော်များများရာမန်ဒီအစည်းသေးရရာမန်အနေနဲ့သူရထားတဲ့အစည်းသေးဆိုတဲ့ဟာတစ်ခုနဲ့တင်တော့ကျက်တက်နေလို့တော့မရဘူးကျင်းနေနေလို့မရဘူးသူဒီအောင်ခိုင်းကိုစီစီပိုးပိုးထိုးနိုင်တယ်ဆိုတာအများကြီးတက်တေပြပြီးသွားပြီအဲစီစီပိုးပိုးဆိုတဲ့အဆင့်ကိုကြောပြီး အနိုင်ယူဖို့လိုတယ်။သူသာရိုးရလက်ဝဲရဲ့လူတန်းချန်ပီယံဆိုတာကိုမှန်ထားခဲ့တယ်ဆိုရင်ဒီလိုအဆက်မှာဒီလိုကစားသမားတွေကိုတေချာပေါက်သူကြော်ဖြတ်ပြရမယ်။ဟုတ်ကဲ့။တည်ရည်ဆိုတဲ့ရလက်တင်နဲ့ဒီပဲသွားနေလို့အဲ့တော့တိတ်အဆင်မပြေဘူး။ရာမန်အနေနဲ့နိုင်သိင်းနဲ့ပွဲလို့နိုင်အောင်ထိုးသိင်းနဲ့ပွဲနိုင်သိင်းနဲ့ဆိုတာလေနိုင်အောင်ထိုးသိင်းနဲ့ပွဲလို့စိတ်ထဲမှာတော့ထင်တယ် ဟုတ်ကဲ့ဒါလက်ရှိရဲ့အချိန်ကတော့ဒါမိုးရသည်ပေါ့နော်ဒါတော့ပြော training နဲ့နားထားကြတယ်ဒီပွဲမှာကတော့ဘယ်လို training မိနေလဲအဲဘယ်သူအကောင်းဆုံးလေ့ကျင့်ထားလဲပြင်ဆင်ထားလဲဆိုတာပေါ်မူတည်ပြီးပွဲရလက်ချင်နေအပြောင်းလဲရှိလာမယ်လို့တော့ training ကတော့ညီလေးကဟိုကတော့တိတ်တော့မပြတ်ကြဘူးဘာလို့လဲ ramen သူလက်ကူရန်ကုန်ဘွဲမှာဘာမှတော့၅လပိုင်းမှာနောက်ဆုံးထိုးသွားသေးတယ်ဟုတ်ကဲ့အောင်ခံရလည်းဒီခြားထဲမှာဟို training ရှိနေတယ်ထိုင်နေတော့တိတ်တော့မပြတ်ကြအောင်ဟုတ်ကဲ့အဲ့တော့ဒါ ်အခုဖြည့်ဆက်ပြောချင်တာဘာကြံအောင်လဲဆိုဟိုဖြည့်ဆက်ပြောချင်တာတော့ဒီတွဲဆိုင်နေအကုန်လုံးကပွဲကောင်းနေပြီပဲလက်ညှိညီတဲ့ပွဲတွေပြီပဲဟုတ်ကဲ့အရှုံးနိုင်နေတဲ့အောင်တော်တော်များများထွက်ပါမလားလို့တောင်ဇိုးရင်ပြီတဲ့အစားတော်မှပြောသလိုပေါ့အဲ့တော့ဘာပဲပြောပြောကုလူရန်ကုန်မှာကျုံတော့ကျုံခဲရိုးရလက်ဝိပွဲတွေဒီ3လ4လလောက်နေမှာနောက်3ပွဲလောက်ဖြစ်လာတဲ့ပွဲတွေအဲ့ဒီထဲထဲမှာမှာအခုလိုမျိုးဒီပြည်တွင်းတွဲဆိုင်တည်တံ့နဲ့ကျင်းပတဲ့ပွဲတပွဲရတယ်ပူတော်ရှားသေးတယ်အဲ့တော့ဘာပဲပြောပြောတော့အားပေးရမယ်တော့ကြည်ရမယ်ရိုးရလက်ဝိ ဒီကစားသမားလေးတွေအခုလို့ပွဲရလာတယ်ဝမ်းသာမိတယ်ဟုတ်ကဲ့ဒီတွဲဆိုင်နေအားလုံးကချစ်ချစ်လက်လက်နဲ့ရှိရဲဒီလိုဒီရလက်ပိုင်းနေဒီပြပြသားသားထွက်လာခဲ့မဲ့ဆိုလို့ရှင်လေကျွန်တော်တို့အနေနဲ့ဆွေးနွေးကြ30ဆရာအကြောင်းအရာတွေဒီတက်ပို့ပြီးရှိလာအောင်မှာအဲ့တော့ဒီပွဲပြီးအောင်ကြည့်ပြီးအောင်မှာပဲကျွန်တော်တို့ပွဲပြီး30ဆနဲ့အတူပြန်လာခဲ့ပါမယ်အခုလို့ပြပြစုံစုံ30ပေးခဲ့ကိုစိုးညို့လေကျေးဇူးတင်ပါတယ်ဗျ